ကိုရီးယားနိုင်ငံကတိတ်ဂီတာဖွဲ့၅ဘွဲပါဝင်တဲ့ K-pop live show ကိုရန်ကုန်မြို့ရှိမြမအီဗန်ပတ်မှာဇွန်လ16ရက်နေ့ညနေကကျင်းပခဲ့တာဖြစ်ပါတယ်။ကျော်ဝေးဘွဲကိုကိုရီးယားမြန်မာတန်တမန်ဆက်ဆံရေးအနှစ်40မြောက်ဖြစ်ကျင်းပခဲ့တာဖြစ်ပြီးကိုရီးယားရှင်ကျင်းမှုကုမ္ပဏီ Tiger Fight နဲ့မြန်မာနိုင်ငံဆိုင်ရာကိုရီးယားလူအဖွဲ့အစည်းတို့ကပူးပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။ကျော်ဝေးဘွဲမှာကိုရီးယားနိုင်ငံက K-pop ဖွဲ့၅ဘွဲဖြစ်တဲ့ BTS, Alice, Echo, Msonic နဲ့ Halo ဖွဲ့တို့ဖြစ်တယ်လို့သိရပါတယ်။ PDS ဘွဲမှာတောင်ကိုရီးယားမျိုးသားဆိုတော့ခုနှစ်ဦးပါဝင်တဲ့ဖွဲ့ဖြစ်ပြီးဂီတစုချင်းမြဘွဲတွေမှာစုရိအများအပြားရရှိခဲ့တဲ့တိတ်ဂီတဖွဲ့ဖြစ်တယ်လို့သိရပါတယ်။ Alice လို့သူတည်များတဲ့ Amalis မှာ American ဆိုတော့တယောက်ဖြစ်ပြီးတောင်ကိုရီးယားအမှုပညာလောကကို YMC Entertainment နဲ့စာချုပ်ချုပ်ဆိုပြီးဝင်ရောက်လာတာဖြစ်ပါတယ်။အေကောအဖွဲ့မှာမြို့သမီးဆိုတော့ငါဥပါဝင်တဲ့ဖွဲ့ဖြစ်ပြီးဘတ်ဂိုတချင်းနဲ့နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။ AMSO နဲ့မှာမြို့သားဆိုတော့6ယောက်ပါဝင်တဲ့ဖွဲ့ဖြစ်ပြီး2012ခုနှစ်မှာ Digital Queue ထွက်ရှိထားတဲ့ဖွဲ့ဖြစ်ပါတယ်။ ဟာလုတ်ဖွဲ့မှာတော့အမျိုးသားလူငယ်ဆိုတော့6ယောက်ပါဝင်တဲ့ဖွဲ့ဖြစ်ပြီးအရင်နှစ်ကမှစတင်ပွဲထွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဖြောပြပွဲကိုကိုရီးယားမြန်မာတန်တမာနှစ်40ပြည့်ထိမ့်မှတ်နေနဲ့ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါတယ်။